မင်္ဂလာပါ။နေတဲ့ရင်တိုင်းမှာရှိတဲ့လူခရီးချုပ်ပါခါရမှုတွေ၊ဆယ်ရေးပြင်ပခါတွေ၊ဒေတာတဲ့လူမှုစီးပွားရေးခြေအနေတွေစတဲ့ဆယ်ဝေးဆက်အကြောင်းအရာတွေကို Mocky Bay Series ကနေတင်ဆက်ပေးသားမှာပါ။ဒါနေမှာတော့ဒိုအန်နီပညာတက္ကသိုလ်မှာလက်ဆွဲထားတဲ့စကောက်စီတာတာတော့ရပြသခါရတဲ့တွေကိုတင်ဆက်ပေးပါမှာခင်ဗျာ။တနေ့တိုင်းတိုက်ဒေတာကြီးဒိုအန်မျိုးမမဆောက်ကြွရရှိနီပညာတက္ကသိုလ်မှာလက်ဆွဲထားတဲ့စကောက်စီတာတာတွေထက်ကတော့ရကိုတော်လိုက်တာတွေဖေကပေးတာလိုက်တဲ့လူဒုရကစစ်တောင်းစီကနေတည်ရပါတယ်။ မလာဆက်စရင်နေမနေရှင်နိုင်လာမှာတို့ရဲ့နီးပညာတက္ကသိုလ်ထက်ကနေဈေးဝယ်ဖို့ထွက်လာတဲ့အချိန်တော်လိုက်တာတွေဖိတ်ကစားပြီးပြတလိုက်တော့ဖြစ်ပြီးနတ်ဖေပက်လက်ပြခတ်မှု6မိနစ်လာဖြစ်ပေါ်ခဲ့တယ်လို့ဒုရကဆေကြရဲ့တော်ရှိသူကပြောပါတယ်ပြခတ်မှုအတွက်စကောက်စီတာသာတော်ရသေးဆုံးပြီးသိဆိုးတော့တဲ့ဆေတော်တွေရဲ့ G3 နဲ့လေ G4 တလေနဲ့စစ်စပ်ပစ္စည်းတွေကိုတိတ်ရှိရမိခဲ့တယ်လို့သိရပါတယ်ပြခတ်မှုဖြစ်ပေါ်ပြီးတနအင်းလာအကြောင်းမှာတော့ပြခတ်မှုဖြစ်ခဲ့တဲ့နေ့ရက်ကိုစကောက်စီတာသာတဲ့ရောက်ရှိလာကအလောက်တွေကိုလူနာတေးရီနဲ့ ဒုဝံမျိုးဖေကိုတက်ချတော့တယ်လို့တော်ဝရှိသူကရှင်းပြောပါတယ်။စက်ကောက်စီတိုင်တွေရဲ့အမတာတော်တော်ညာလေးတိုင်ရဲကနေလဲလည်းနေကြည့်တဲ့နယ်ပကကတာကြောင့်ဈေးကြရကတော့ဖာနိုင်ရလဲပြေထန်ထိကရဲရစီခဲတည်တယ်လို့သိရပါတယ်။စက်ကောက်စီတိုင်သားတွေဟာအနာတပိကရဲကအမမဆောက်စီဖျားမန်အနီးမှာဂေချာတက်ဆွဲထားပြီးလာတာလာလာတွေကိုစေကြည့်ကောက်တာနဲ့စေစေးလာတွေကိုလှုပ်ရှားက2024ခုနှစ်နေစာကားနေစာပြီးဒုဝံနေပညာတက္ကသိုလ်ထံမှာတိုင်ဖြတ်တာဆန်းထိုင်ရဖြစ်တယ်လို့သိရပါတယ်။မလာခနေနေကလည်းမမဆောက်ရဟာလီကွေးနီးရှိ စကားစီတားစစ်စေးကေကိုဝေရတက်ခဲ့တာကြောင့်စကားစီတားတရားသိဆုတ်ခဲ့ပါသေးတယ်